မေရိကန်သမ္မတဒိုနယ်ထရန့်ကရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါကယူကရိန်းသို့ပြည်ထောင်တပ်ဖွဲ့တွေဆင်လွှတ်နိုင်ရေးအတွက်ပေါင်သန်းတရာထီသုံးဆွဲမှုဆင်သစ်ရှိတယ်လို့ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကပြောပါတယ်။ဒိုနယ်ထရန့်ကရုရှားနဲ့ယူကရိန်းကြားပြစ်ခတ်ရစဲရေးဆိတ်ဆက်ညှိနှိုင်းပေးပါကယူကရိန်းနယ်စပ်တွေလုံခြုံရေးအတွက်ဆေးလို့မယ့်နိုင်ငံဆောင်တပ်ဖွဲ့မှာပြည်ထောင်တပ်ဖွဲ့တွေပူးပေါင်းပါဝင်ဖို့ကြိုတင်ပြင်ဆင်မယ်လို့ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကပြောကြားခဲ့ပါတယ်။ ပြည်ထိုင်နေပြင်သစ်ဥဆောင်တဲ့ယူကရိန်းငြိမ်းချမ်းရေးအတွက်နိုင်ငံ၃စိမ်မှတပ်ဖွဲ့ဝင်တွေပါဝင်နေနိုင်ငံဆောင်တပ်ဖွဲ့ဖွဲ့စည်းရေးဆွေးနွေးမှုကိုလန်ဒန်မြို့တော်မှာကျင်းပစဉ်သူကယခုလိုမှတ်ချက်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ရုရှားကကျူးကျော်စစ်ရဲတပ်မှုသဘောတူပါကနိုင်ငံဆောင်တပ်ဖွဲ့ဟာယူကရိန်းဒီပိုင်းနဲ့ရေပိုင်းနဲ့ကိုကာကွယ်ဆောင်ရှောက်ခါယူကရိန်းတပ်ဖွဲ့တွေကိုအထူးလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ ပြည်ထောင်နိုင်ငံဟာရုရှားယူကရိန်းကျူးကျော်စစ်အတွင်းပေါင်၄.၅ဘီလီယံထောက်ပံ့ခဲ့ပြီးယူကရိန်းသို့လက်နက်နဲ့ငွေကြေးပေးပို့ထားကြောင်းလည်းသိရှိရပါသည်။